hello အားလုံးပဲမင်္ဂလာပါဘိုးဘောမအဲဆိုတော့ United Show ကနေကြိုဆိုပါရစေဂူသမားနဲ့ပတ်သက်တဲ့ပေါ့နော်ကျွန်တော်တို့က ESPN Argentina တို့ကနေပြီးတော့ report လုပ်လာတဲ့သတင်းလေးတွေကျွန်တော်ရှိပါတယ် Aston Villa ဂူသမားဖြစ်တဲ့ Emi Martinez အနေနဲ့ Manchester United ကသူ့ကိုဒီနွေရာဒီအပြောင်းရွှေ့မှာဂူသမားအဖြစ်ခေါ်ခြင်းနေတဲ့စန္ဒာရှိနေတာကိုကောင်းကောင်းသဘောပေါက်ထားပြီးသားဖြစ်တယ်ပေါ့ United ကလည်းဟိုကစားမစီကိုဆက်သွယ်မှုတွေရှိခဲ့ပြီးတော့ ။ဥနာနာထွက်ခွာမယ်ဆိုလို့ရှိရင်မာတီနက်စ်ကို ခေါ်ယူဖို့ကအသင်းရဲ့ပေါ့နော်နံပါတ်1ဦးစားပေးဖြစ်လာနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြောထားတယ်။ဒါကြောင့်လက်ရှိလိုတဲ့မှာ Manchester United အနေနဲ့ကျွန်တော်တို့ကလက်ရှိ Emi Martinez ကိုခေါ်ယူနိုင်ဖို့ကတော်တော်ကိုဖြစ်နိုင်ကြီးများတယ်လို့ကျွန်တော်ပြောရမယ်။အဲ့ဒါနဲ့ဒပြိုင်နဲ့ဆိုသလိုပဲကျွန်တော်တို့ဂိုးသမားဖြစ်တဲ့ Andre Onana ကိုဟိုတူတူလက်ရှိသူ့မူရဲ့နေကိုပြန်ရောက်နေတာထင်ပါတယ်နော်။ဘာဖြစ်လဲဆိုတော့အဲ့မှာမေးကြပြီးခမောင်ကြီးနဲ့ဆရာကြီးခမောင်ကြီးနဲ့အမေ Onana အတိလား။ မေးကြမြန်းကြတာပေါ့ဗျာမင်း United ကနေထွက်မလာပါညာပေါ့သူပြောထားလဲဆိုတော့ပြောထားလဲဆိုတော့ဗောနော်ထွက်မလာဆိုတော့မတိရသေးဘူးမတိသေးဘူးဗောနော်အရာအလုံးကဖြစ်နိုင်ခြေရှိသေးတယ်မတိသေးဘူးပေါ့ဗျာဆိုတော့ဟိုစောင့်ကြည့်ရမယ်လို့သူပြောထားတယ်ဆိုတော့ तू ကတော့တိကျတေချာတဲ့ပုံစံနေပြောမသွားဘူးဦးနာနာကအဲကြောင့်ကျွန်တော်ကတော့ဗောနော်ရှေ့မှာတရင်ထွက်ထားသလိုပါပဲအများကြီးထူးစားထူးချမ်းတာတော့မဟုတ်ဘူးဒါပေမဲ့လို့ Martinez ကိုခေါ်ဖို့ကြိုးပမ်းမယ်ဆိုတာကကျွန်တော်ကတော့ဗောနော်လက်ရှိ ဘယ်လိုပြောမလဲကဘာအောင်မှာအကောင်းဆုံးကုသမားတွေတွေကတယောက်ဖြစ်ရှိနေသေးတယ်32နှစ်ဆိုတာတော့နားလည်ပါတယ်ဒါပေမဲ့ကဘာအောင်မှာအကောင်းဆုံးကုသမားတွေတွေကတယောက်ဖြစ်ရှိနေသေးတဲ့ကုသမားတယောက်ကိုခေါ်ဖို့ကြိုးပမ်းတာကဝမ်းတာစရာတင်မဟုတ်ဖဲတော့ဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးကောင်းတာတစ်ခုကလက်ရှိ ESP ရဲ့ Argentina ရဲ့ report ရဆိုရင် Martinez ကိုချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတာမျိုးကအများကြီးပူကောင်းတဲ့အရာတစ်ခုရှိတယ်လက်ရှိ Aston Villa ရဲ့ဘက်ကလည်းသူတို့အနေနဲ့ပေါ့နော်ဒီဘန်နာကြီးပြဿနာတွေရပေါ့နော်ဘန်နာကြီးပြဿနာတွေရသူတို့ဟာ ဟိုကစားသမားတွေရောင်းချပြီးတော့ငွေရှားမဲ့အနေထားမျိုးကစားသမားမခေါ်ခင်မှာအဲ့ဒီတော့သူတို့ရဲ့ဘောနော်ကျွန်တော်ဒီမာတီနက်စ်တို့ဘာတို့ကိုရောင်းချဖို့အတွက်ဖြစ်နိုင်ခြေကလည်းရှိတယ်ဆိုတော့ဒါကိုပြောတာကျွန်တော်အက်စတိုမီလာကတော့ယူရိုပါလိတွေပါလိကစားရမယ်ထင်ပါတယ်ဒါပေမဲ့ယူနိုက်တက်ကတော့ကျွန်တော်ဘာဥရောပမှန်တော့ကစားဖို့မရှိဘူးဒါပေမဲ့ကစားမကလုံးဝပြောင်းမယ်ဆိုပြီးတော့သူပြောထားပြီးသားဆိုတော့ယူနိုက်တက်ကျူးပန်းလာဖို့ကကျွန်တော်အနေနဲ့ဦးနနာကိုလက်လွှဲရမှကျွန်တော်ဖြစ်မယ်ပြဿနာကမောင်ဦးနနာရဲ့အနာဂတ်ကမတိကျဘူးဆိုတော့အများကြီးကောင်းနေရပါ ဆိုတော့ကျွန်တော်ဖြစ်နိုင်ခြေရကျွန်တော်တွေးကြည့်ရင်ပေါ့နော်အနည်းအများဆုံးအရာကကျွန်တော်တို့ဂိုးသမားပြောင်းလဲမှာမဟုတ်ဘူးတခြားအကြောင်းမဟုတ်ဘူးပေါ့နော်ဦးနှနာကိုလက်မလွတ်နိုင်မှာအကြောင်းပဲကျွန်တော်လက်ရှိဦးနှနာကိုလက်လွတ်မဲ့ထားပါတော့ဘယ်အတင်းကခေါ်မလဲဒါကအရေးကြီးတယ်ဘယ်အတင်းကခေါ်မလဲဘယ်အတင်းကလိုချင်တယ်လဲနော်လိုချင်တဲ့ဂိုးသမားအတင်းရှိတယ်ဆိုကျွန်တော်တို့က9တန်းမေရရ10တန်းမေရရလက်လွတ်လိုက်လို့ကျွန်တော်ဖြစ်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လက်လွတ်လို့ကျွန်တော်မရဘူးမာရီနက်ကိုလိုချင်ပြီမဲ့ပေါ့နော်။ဦးနနာကြီးလည်းဆက်ရှိမယ်။မာရီနက်ကိုလည်းခေါ်ဟေးဆိုအဲ့လိုဖြစ်မှာမဟုတ်ဘူး။ အဲ့လိုဖြစ်မှာမဟုတ်ကျွန်တော်စိတ်ချပြီးရင်အတင်းတာဝန်ရှိသူတွေမှာကဦးနန်းနာဟာအဓိကပြည်ထနာလို့ထင်မနေဘူးအတင်းရဲ့ပြည်ထနာဒီတိုက်စစ်ပြီးတာနဲ့ကွင်းလေဒါပြီးပြီးလို့ပဲသူတို့ထင်နေကြတာအဲ့ဒါဆိုလို့ရှိရင်ဘူးသမားဟာပိုကောင်းလာမယ်လို့သူယူဆထားကြတယ်ဆိုတော့ကျွန်တော်တို့လက်ရှိပေါ့နော်အဲ့ဒါကြောင့်ဦးနန်းနာကိုလက်လွတ်ဖို့ဆိုတာမျိုးကအတင်းရဲ့ဦးစားပေးတယ်မှာမပါဘူးဗျာအချင်းနေတွေအရာဝယ်ခြင်းနဲ့အတင်းရှိလို့ဦးနန်းနာကိုကျွန်တော်လက်လွတ်မယ်ဆိုလို့ရှိရင်တေးကြတဲ့မာတီနက်စ်တို့ပဲဖြစ်ဖြစ်ဘူးသမားအစ်စ်တယောက်တော့ရောက်ကိုရောက်လာမှာ ရောက်ကိုရောက်လာမှာဒါကြောင့် Marines ရဲ့အနေထားကဘာပဲပြောပြော United ပြည်သက်တီတွေ့တော့ကျွန်တော်တို့ကစောင့်ကြည့်ကျင်စရာတရင်တပုတ်ဖြစ်လာပြီပေါ့နော်စောင့်ကြည့်ကျင်စရာတရင်တပုတ်ဖြစ်လာပါပြီလက်ရှိ Imi Marines ကိုခေါ်ယူဖို့ဆိုပြီးတော့ ਨੇ ပတ်သက်ပြီးတော့လည်းဘယ်အသင်းကမှကျွန်တော်ကျူးပန်းနေကြတာမရှိသေးဘူးကိုရီတွေ့တော့ဒီချိန်မှာဂိုးသမားတယောက်ရဲ့အသက်အရွယ်ကိုတော့သွားကြည့်လို့တော့မရအောင်32နှစ်နှစ်ပေါ့နော်ဒါပေမဲ့ဂိုးသမားတယောက်ရဲ့အသက်အရွယ်ကိုကျွန်တော်အဲ့လောက်သွားကြည့်လို့မရတော့ဘူးကိုရီမှာကကိုရီရွေးချယ်လို့ရတဲ့ဂိုးသမားတွေအများကြီးရှိမနေလို့ပဲ ခုနကပြောသလိုပဲဥရောပဝင်ခွင့်မရတာဟာအသင်းရဲ့အနာဂတ်ကိုအများကြီးထိခိုက်ပါတယ်အများကြီးထိခိုက်ပါတယ်နော်အဲ့ဒီတွေကမှမာတီနက်စ်ကကောလာခြင်းပမလားဆိုတာရှိသေးတာမာတီနက်စ်ကတော့ OK သူတို့ငါ့ကိုလိုချင်နေတယ်ဆိုတော့သိရဆိုတဲ့သဘောပေါ့ဒါပေမဲ့လို့ဗျာစဉ်းစားကြည့်ကျွန်တော်အနေနဲ့ဒီတခြားပေါ့နော်တခြားဒီဗာလဲပြောမလဲဂိုးသမားတွေတခြားအသင်းရဲ့ဘက်ကလည်းအီမီမာတီနက်စ်ကိုခေါ်ဖို့ကြိုးပမ်းလာမယ်ဆိုရင်ယူနိုက်တက်နဲ့တခြားအသင်းတို့ဘယ်အသင်းကိုပြောအောင်မလဲ ဟုတ်တယ်မလား။သူသူဥရောပဝင်ခွင့်ရတဲ့အသင်းကိုပဲသူပို့ပြီးတော့ပြောင်းမှာပေါ့။အခုအရင်တုန်းကတော့ဘာစီလိုနာတို့ပါလို့နဲ့တင်းနေထွက်တယ်။အခုဘာစီလိုနာကဟူဝန်ကာစီယာတို့ပါလို့ကိုခေါ်သွားပြီ။အဲ့တော့သူ့ကိုခေါ်ဖို့အတွက်တိတ်မကြိုးပမ်းတော့တာ။ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ကြည့်ရင်မီမာရီနက်စ်ကယူနိုက်တက်ကိုရောက်လာနိုင်စွမ်းရှိတယ်ဆိုတာတခြားအသင်းတွေရဲ့ဘက်ကလည်း32နှစ်ရွယ်ဂူဒမားတယောက်ကိုခေါ်ဖို့အတွက်အမှန်ကန်ကြိုးပမ်းနေတာမရှိလို့ပဲ။မာရီနက်စ်ကအသင်းကထွက်မယ်။32နှစ်ဆိုတော့ဘယ်အသင်းကမှလူလူလာလာကျူးပန်းနေတာမရှိဘူးကိုရီလိုယူလိုပါတယ်ဆိုတော့ယူနိုက်တက်ကတော့မှအမှန်မှန်ကန်ကန်ကျူးပန်းနေတာမရှိဘူး ။ဘာလို့လဲဆိုတော့ဦးနန်းနာထွက်ဖို့လိုလို့ပဲ။ဆိုတော့ဦးနန်းနာကိုရောင်းချပြစ်ခဲ့ရင်ဂူသမားကတော့အကောင့်တယောက်ရောက်လာပါလိမ့်မယ်။ဦးနန်းနာဆက်ရှိသေးတော့ကျွန်တော်ဂူသမားတယောက်ကိုကျွန်တော်ခေါ်ဖို့မရှိဘူး။ဆိုတော့ညီကလို့ဘလို့မြင်ကြလဲ။အီမီမာရီနက်စ်ကိုယူနိုက်တက်ကအမှန်ကန်ခေါ်ယူနိုင်စွမ်းရှိတယ်လို့ထင်ကြသလား။အသင်းဘက်ကရောလူလူလားလားနဲ့ဂူသမားကိုပြောင်းလဲလိမ့်မယ်လို့ညီကလို့ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။